ပဋိတန်ဒီဩနာတိဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏မချစ်ရှင်တို့ချစ်သူကိုယ်နဲ့လူလဲမရအချင်းပြသောပင်စဥပါဒနခန္ဓာသစ္စာဒုက္ခမှန်မောလှတယ်ဒါကိုသိုးနေမယ်စဉ်းစားနေမယ်ဆိုရင်ဒါသစ္စာကမ္မထာကိုရှင်းပြနေတယ်တဘောဟာမွေးဖွားလာတယ်တဖြည်းဖြည်းနဲ့ရင့်ရောလာတယ်တဖြည်းဖြည်းနဲ့ချွင်းရစ်တွေများပြီးတော့နာကျင်ခံခံမှုကိုခံရမယ်ပြီးရင်ပြည့်စည်သွားမယ်ဒါခန္ဓာရလာတဲ့ပုံကိုယ်တွေငင်းဆန်လို့မရတဲ့တွေ့ကိုတွေ့ရမယ်အမှန်တရားပေါ့နော် အဲ့ဒါလို့ဦးဇင်းတို့အိုနာတေဆိုတဲ့ဒုက္ခတွေကိုနှောက်ရင်ဆိုင်ရင်းနဲ့ပဲဂျာကာလာမှာဘာတွေတွေ့အောင်မတော့မချစ်ရှင်တွဲချစ်သူ꽌နေတယ်ဟုတ်လားမချစ်ရှင်တွဲချစ်သူ꽌နေဆိုတဲ့နအပိဟိတံပြောခောဒုက္ခပိယဟိဝိပြောခောဒုက္ခဒီဒုက္ခနှစ်ခုကိုကြည်ကြည်ပြင်းပြင်းဦးဇင်းတို့စဉ်းစားမိလို့တယ်တာမန်လူတွေနားလဲထားတာကအာကုမုန်းတဲ့လူတွေနဲ့အတူနေရတာဒါမချစ်ရှင်တွဲပေါ့တော့ကိုချစ်တဲ့လူတွေနဲ့အတူတူမနေရတာဒါချစ်သူ꽌ပေါ့လို့ နားလည်ထားကြတာအမှန်ကအတိပဲကအဲ့လောက်တင်မကဟုတ်။နော်မချစ်ရှင်တွဲဆိုတာကနော်ဟိုချစ်အပ်တဲ့မချစ်တဲ့လူတွေနဲ့မုန်းတဲ့လူတွေနဲ့အတူတူနေရတာလောက်ကိုပဲရည်ညွှန်းတာမဟုတ်ဘူး။ကိုမကြိုက်တဲ့မလိုချင်တဲ့မရချင်တဲ့နော်ကြိုက်စရာမကောင်းတဲ့နှစ်သက်စရာမကောင်းတဲ့အာယုန်လေးနဲ့တွေ့ရကြုံရတာအကုန်လုံးကိုရည်ရွယ်တာကိုမမြင်ချင်တာကြီးမြင်ရတယ်ကိုမကြားချင်တာကြားရတယ်ကိုမတွေ့ချင်တာတွေ့ရတယ်ကိုမခံစားချင်တဲ့ဝေဒနာခံစားရတယ်အကုန်လုံးအဲ့ဒါမချစ်ရှင်တွေထဲမှာပါတယ်ဟုတ်လား မင်းစာရင်လည်းကိုမကြိုက်တာစားမိတယ်အဲအဲမချစ်ရှင်တွေ့တဲ့မှာပါတယ်ဟုတ်လားမြင်ရင်လည်းလမ်းသွားရင်လည်းကိုမုန်းတဲ့လူကိုမြင်လဲရတယ်ဒါမချစ်ရှင်တွေ့တဲ့မှာပါတယ်ကိုမကြားကျင်တဲ့သတင်းကြားလဲရတယ်ဒါမချစ်ရှင်တွေ့တဲ့မှာပါတယ်အဲလိုပဲချစ်သူကိုယ်နဲ့ဆိုတဲ့နေရာမှာလည်းပဲကိုချစ်အမြဲနိုးအပ်တဲ့လူနဲ့ခွဲခွာပြီးတော့နေရတာလောက်ကိုဆိုလိုတာမဟုတ်ဘူးကိုလိုချင်တဲ့ကိုရချင်တဲ့ကိုမြင်နိုးတဲ့နှစ်သက်တဲ့ကောင်းမွန်တဲ့အာရုံတွေနဲ့မတွေ့ရတာကိုလည်းပဲချစ်သူကိုယ်ရဲ့လို့နားလေရမှာဘလောက်ကြည်ပြန်တော့နော်ဟုတ်လား ပြီးတော့ပါတယ်တော့လိုလဲမရလိုလဲမရအချင်းပြတော့ယံပိဿနလပတိတံပိဒုက္ခလိုလဲမရအဲ့တော့လူတွေကလိုလဲမရဆိုတာကိုလည်းကြည်ကြည်ပြန်ပြန်သိပြီးတော့မခံစားတတ်ပါဘူးတော့လိုလဲမရကိုသူတို့ကသူတို့ပြင်းပြင်းထန်ထန်ဖြစ်ချင်တဲ့ဆန္ဒတွေမပြည့်ဝတဲ့အခါမျိုးမှာလည်းအော်ဒုက္ခလို့ပြောရလားအဲ့တော့ခုနတုန်းကဦးကျင်းတို့စကားလေးကိုပြန်စင်သားခန္ဓာအိုတက်နာတက်တည်တဲ့သဘောသို့တော်တခါလည်းမလို့ဦးကျင်းတို့မှာ ဲ့ဒီအိုရင်းနာခြင်းတေခြင်းနဲ့တွေ့လာရင်ပြင်းပြင်းထန်ထန်ကိုပဲစိတ်ကအေးဆိုတယ်ပါလဲမိုးခြင်းမူမနာခြင်းမူမတေခြင်းမူအဲ့ဆန္ဒတွေရှိရနော်အဲလူချင်းနေတာပေါ့နော်မအိုသောမနာသောမတေသောသဘောကိုလူချင်းတာမအိုမနာမတေရနိဗ္ဗာန်ပဲရှိတာဒါပေမဲ့တို့လူချင်းတာနိဗ္ဗာန်တော့မဟုတ်ဘူးနိဗ္ဗာန်မဟုတ်သောခန္ဓာလက်ရှိနဲ့မအိုမနာသောမတေသောသဘောကိုလူချင်းတာအတော်တော်ကိုပဲဒီဆန္ဒမဖြစ်နိုင်တဲ့ဆန္ဒပေါ့နော် ဲ့ဒီဆန္ဒဟာပြည့်မလားမပြည့်ဘူးအဲလိုလဲမရဘူးအဲ့ဒီထိသွားမှာဟုတ်လားငါမှအဲ့ဒီလိုချင်မှုရှိတယ်နော်အိုတဲ့နာတဲ့သေးတဲ့သော ခန္ဓာကြီးကိုပဲငါမအူမနာမသေးသောခန္ဓာဖြစ်ဖြစ်နေတယ်အဲ့ဒါသဘာဝမကျတော့မဖြစ်နိုင်တော့အလိုဆန္ဒဖြစ်တယ်လို့နားလည်ဖို့လိုပဲပြီးရင်လာမှာနော်အဲ့ဒီဆန္ဒကပြင်းပြင်းထန်ထန်ရှိနေတယ်ဘဝတိုင်းအဲ့ဒီဆန္ဒမပြည့်ဘဲနဲ့ပဲလာခဲ့တယ်ဒါပေမဲ့ဦးဇင်းတော်အမှတ်မရှိဘူးမပြည့်တော့လည်းပဲအဲ့ဒီဆန္ဒကိုမဖြောက်ဘူးပွားနေတယ် ဖြစ်ချင်နေတယ်။ဟိုခြင်းမှုမနာခြင်းမှုတည်ခြင်းမှုပြောရရင်ဘဝအပေါ်မှာအလွန်ကိုပဲမက်နေတယ်ပေါ့နော်။ဟုတ်လား။အဲ့ဒါအလိုပြည့်မလား။မပြည့်ဘူးနော်။အဲ့ဒါယံပိဿာနတ်လပတိတံပိဒုက္ခံသွားလိုက်မယ်အဲ့ဒီဥစ္စာ။အကိုကအဲ့ဒါရချင်တယ်။တဘာဝပေးမလားကို။မပေးဘူးပြောခဲ့ပြီနော်။ကို့ဆန္ဒကိုလိုက်လျောဖို့နေနေတာလား။ဖြည့်စည်းပွေဖို့နေနေတာလား။ဒီလူတွေဒီဆန္ဒရှိနေပါလေဆိုတာတော့တဘာဝကမသိဘူး။ဟုတ်လား။ ယမိစ္ဆနာလပတိတံပိဒုက္ခအဲ့ဒါကိုနားလည်ရမယ်နော်နောက်ဆုံးမြတ်စွာဘုရားဒုက္ခဆိုတာတော့ပြောရင်ဘယ်တော့မှမဆုံးနိုင်အောင်ကျင့်ပြတ်တဲ့အတွက်ကြောင့်နော်တန်ခိတ်တေနာပိစုပါဒနဲ့ခန္ဓာဒုက္ခငါအချင်းပဲပြောလိုက်တော့မယ်တဲ့ဖြစ်เสียအကြောင်းရှိလို့ဆက်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 ဖြစ်နေတဲ့ဟောဒီဆွေးလန်းမှုဥပါဒံတို့ရဲ့အာယုံဖြစ်တဲ့ဒီယုတ်ဒီနံသဘာဝတရားတွေဟာကောင်းကိုမကောင်းမှုတွေအဲ့ဒါတွေအကုန်လုံးကဒုက္ခတွေလို့ပြောသွားတာနော်အဲ့ဒီဟာကိုဦးဇင်းတို့အခုသိအောင်လုပ်တာနော် နော်တန်ခိတ်ဒေနာပင်စုပါဒနဲ့ခန္ဓာဒုက္ခအချင်းပြောရရင်ဥပါဒံတို့ရဲ့စွဲလန်းရာတို့ရဲ့နော်စွဲတရားကောင်းတဲ့ဒီယုတ်ဒီနံနေရာဒုက္ခပဲဆိုတဲ့အဲ့ဒီဒုက္ခကိုအရှင်တို့ခုသိအောင်မလုပ်တော့တတိနဲ့ကြည်တာအဲ့တော့အဲ့ဒီဒုက္ခတွေအရင်မှလည်းပဲဆင်ញင်မှုနဲ့ဥရှင်တို့သိအောင်လုပ်ရမယ်နားလည်အောင်လုပ်ရမယ်အရာတွေရှိရနော်ဟာလေပရိတန်ဒီအိုနာတေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်ဒါကဘယ်သူမှရှောင်လို့မရတဲ့ဒုက္ခကြီးလေးမျိုး ဟုတ်လားပြီပါလေမချစ်ရှင်တွေချစ်သူကွဲနဲ့လိုလေမရနောက်ထပ်ပြောလိုက်တဲ့အဲ့ဒီဒုက္ခသုံးမျိုးကလည်းဘယ်သူမှရှောင်လို့မရဘူးပတ်ဆိုင်ရှိရှိမရှိရှိအာနာရှိရှိမရှိရှိမရဒီဒီဓမ္မစကြာတရားတော်ကို ကိုအရှင်တို့ဓမ္မပိဋိဆိုကြီးရေးထားတဲ့တရားဥဆိုတဲ့စာအုပ်လေးလည်းအလွန်ကောင်းတယ် ီပိုင်းတွေကိုအသေးစိတ်လေးပြောရဲမြတ်စွာဘုရားဒါတရားအူဖျားဖျားတရားဖြစ်တဲ့အတွက်ကြောင့်လုံးဝအကြအပေါက်မရှိအောင်ဘယ်သူမှဝေမန်းလို့မရအောင်စနစ်တကျအကုန်လုံးပြင်ဆင်ပြီးမှစကလုံးအသုံးလုံးအောင်စပြီးတော့တိတိကျကျပြောတာလို့ပြောတယ်ဟုတ်လားအခုဒီဒုက္ခခုနှစ်မျိုးပေါ့နော်음ပဋိသင်္ဍေအိုနာတိမချစ်ရှင်တွေချစ်သူကွဲနေလို့လည်းမရဒုက္ခခုနှစ်မျိုးပေါ့နော်ဒီဒုက္ခခုနှစ်မျိုးကဘယ်သူမှရှောင်လို့မရဟော